ကေကေဟန်တာ channel ကိုနားဆင်အားပေးနေတဲ့ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ကျမတို့ရဲ့ကေကေဟန်တာ channel လေးမှာတဘာဝကျေးလက်တန်ကဇလန်းကောင်းတွေနဲ့ရှားပါမှုဆိုးဇလန်းကောင်းတွေကိုနေ့စဉ်တင်ဆက်ပေးနေပါတယ်ရှင်။ဒီကနေ့ပရိသတ်များကိုတင်ဆက်ပေးမယ့်ဇလန်းလေးကတော့စာရေးစရာမြဝစီရေးသားထားတဲ့ရိုးမမပြောင်းတိုက်ပွဲဇလန်းလေးကိုတင်ဆက်ပေးမှာပဲဖြစ်ပါတယ်ရှင်။အချိန်ကမနက်၈နာရီဖြစ်တယ်။ကျွန်တော်နဲ့မုံဆိုးကြီးဥဖဝေက နှင်းမုံတိုင်းထန်နေတဲ့စင်သေးတောင်ကျောအတွင်ကိုအင်တိုင်းတော်မှပြက်ကားတက်လာခဲ့ကြတယ်။အဲ့ဒီအချိန်ကျွန်တော်တို့လိုက်နေတဲ့အမဲကြီးတွေမတွေ့ရသေးပါဘူး။လွန်ခဲ့တဲ့တစ်ပတ်ကတောင်ညိုရွာမှာစင်သေးရုံမုံဆိုးမဆန်းကွင်းမှာတရေသွားလိုက်ခဲ့တဲ့မုံဆိုးဦးထိုက်ကိုပြောင်ကြီးတကောင်လိုက်လို့ကြောက်ထင်းကြခဲ့တာခြေတော်ကျိုးပြီးအင်ကပူစေယုံကိုတတ်ခဲ့ရတယ်။အဲ့ဒီပြောင်ကြီးကသင်းကွဲပြောင်ကြီး ပြောင်အိုကြီးဖြစ်တယ်။စင်သေးတောင်ဘက်ကိုပြောင်အုပ်တအုပ်ကူးလာတာကရက်ပိုင်းသာရှိသေးကြောင်းသိရပြီ။တင်းကွဲပြောင်ထီးကြီးကပြောင်အုပ်နောက်မှာလိုက်နေရကဦးထိုင်းနဲ့ဖိုးပါတူဆိုသူတို့ကိုတွေ့ကပြောင်ကြီးလိုက်တဲ့အတွက်ဖိုးပါတူဆိုသူထွက်ပြေးခဲ့ရပြီ။ဦးထိုင်းကကြောက်တဲ့ကိုကြခဲ့တယ်။ဦးထိုင်းကိုစေယုံတင်းပြီး မကြမီတောင်ညိုမစိန်နုရာကွင်းမှာပြောင်ခင်းကိုပြောင်အုပ်ဝင်ဝေးသွားလို့ တဝက်ပြည့်စည်သွားခဲ့ပြီ ပြောင်းကိုပြည့်ရန်ကလိုင်စင်မရှိပဲ1936ခုနှစ်ဥရီအရာကျိုးဝိုင်းတော်ဖြစ်တဲ့အတွက်ကျိုးပြန်တော်မှာပင်ဖြစ်စေပြည့်ခွင့်မရခဲ့ပါဘူးအခါအားလျော်စွာတတော်မင်းကြီးကပြင်နိုင်တဲ့သားကောင်ကြီးကိုကန့်တန့်နိုင်ပါတယ်ကျွန်တော်တို့ကလိုင်စင်ရမုတ်ဆိုးစရင်ဝင်ဖြစ်ပေမဲ့ပြောင်းကိုပြည့်ခဲ့ရမှာသဆိုင်ရတက်တော်အရေးပိုင်းရုံးကိုကျိုးပြန်တော်တွင်တွေ့ရတဲ့ ရောင်းနဲ့ပြောင်းထီးကြီးများအကြောင်းကိုအစီရင်ခံရတယ်။ကျွန်တော်တို့ထောင်းလန်းရတဲ့ပြောင်းအုပ်ကကောင်ရီ40ပါဝင်တယ်။အရွယ်ရောက်ပြီးတဲ့ပြောင်းထီးကြီး၄កောင်တတီပါတဲ့အပြင်ပြောင်းသိန်းခွဲ၅កောင်ကိုလည်းတွေ့ရှိထားသောဖြင့်ပြစ်ခတ်ခွင့်လိုင်စင်ကိုတင်ရတယ်။ပြောင်းဝတသမာ433ရိုင်ဖယ်မှလည်းခွင့်ပြုပါတယ်။လိုင်စင်တစ်စောင်မှာပြောင်းပြစ်ခွင့်၅កောင်ရပါတယ်။ဒါပေမဲ့ဦးချိုအရင်မှာ အဖျားအကွေးအထိ22လမရှိရမှာဖြစ်ပြီးဦးကျော်အရဲမှာ လိုင်းတော်များလေးလမအထက်တွန်လိုင်းချောင်းများပါရမယ်လို့လိုင်းစင်မှာပါရှိပါတယ်ဒီကိစ္စကမလွယ်လပါဘူးချောင်းများကိုအနည်းဆုံးဂိုင်90အကွာဂိုင်40အကွာမှာတေချာစောင့်ကြည့်ရန်လိုအပ်ပါတယ်လိုရမရကျွန်ုပ်ယူထားတဲ့73ဂျာမန်မှန်ပြောင်းတက်လက်ပါရှိတဲ့အတွက်တော်ပါသေးတယ်လိုင်းစင်ရထားပြီးဖြစ်လို့ ကျွန်ုပ်နဲ့မိုးစိုးကြီးဥဖဝေးတို့ကပြောင်းအောင်နောက်ကိုလိုက်ခဲ့တာတုံးရလုံးလုံးရှိချေပြီစင်သေးတော်က တောင်မကြီးနဲ့အရန်တောင်သုံးလုံးတစ်ဆက်တည်းရှိပါတယ်စင်သေးတောင်မကြီးကို စင်ဦးကောင်းတောင်နဲ့စင်ကုန်းထိပ်စင်နမောင်းဆိုပြီးခေါ်ဆိုကြပါတယ်တောင်မကြီးဘက်မှာကြပြကိုင်းမှရိုးလီယိုကြီးတို့စက္ကန့်ရှိတဲ့အတွက်ကြောင့်အထူးတရီထားရတယ်နနက်၈နာရီ၅မိနစ်မှာ ကျွန်တော်နဲ့မိုးစိုးကြီးဥဖာဝေးတို့ကစင်ကုန်းထိပ်ဘွေးကျော်ကို ရောက်လာပါလေအင်းတိုင်းတော်မှာဝတုံးတော်ကိုဖျက်ပြီးတက်ခဲ့စင်မှာရှူရှူဟူသောအလားကိုကြားရတယ်နေမြမကွဲသေးလို့ခံမွဲမွဲအယောင်သားမြင်ရတယ်ရောက်နေတဲ့နေရာကငပြောတော်ဇင်ပြုံးတော်နဲ့ဒီတူပင်ကျော်ဖြတ်တယ်ဒီတူပင်များမှာဇင်ပြုံးစာတော်နဲ့ဂျိုင်ဝမ်းနဲ့မှတော်ငပြောပင်တွေရှိတယ် ဒီတို့ပင်ကြီးတပင်ပေါ်မှာဝင်ကြီးတကောင်ပြားဖွင့်နေတာကိုတွေ့ရတယ်။တပင်အောက်မှာဝက်ဝေါ်မှတကောင်နဲ့ဝင်ငယ်နှကောင်ကိုတွေ့ရတယ်။ရုတ်တရက်ကျွန်တော်တို့ကိုမြင်သွားတဲ့အတန်ဝက်ဝေါ်မှကအတန်ပြုတ်ကအော်လိုက်တယ်။ဝက်ဝေါ်များကနားပါပြီးမျက်စိမွေးတဲ့သက်သဝါများဖြစ်ကြတယ်။ကျွန်တို့ကခေတာများငေးပြီးကြည်ပြီးမှလမ်းခွဲလိုက်ကြတယ်။ဝက်ဝေါ်ထွေးကစိုးရိမ်တဲ့အတန်တပင်ပေါ်မှာပြားတလက်ကြီးကို ကိုင်းပြီး အာကိုဆဲလာစဉ်ကျွန်ုပ်တို့ကအခြားတောင်ကျောဘက်ကို ကွေပန်လာခဲ့ကြတယ်။အဲ့ဒီအချိန်မှာနေများအနေငယ်ကြာစင်းကလေသာတဟူဟူတိုးဝေနေတယ်။နေကြီးကပါလာတဲ့နင်းလွာကြားမှာတတန်ရောင်တန်းပမာထိုးပေါက်ကြာစင်းလာပါတယ်။ကျွန်ုပ်တို့ကစင်သေးကုန်းထိပ်ဘွေကျောမှာကိုင်းပင်ဝါစင်းတောဘက်ကိုဆင်းလာစဉ်ပြောင်တုံတန်ကိုကြားရတယ်။ကျွန်ုပ်တို့တွေတောင်ဆွဲကျော် ကောညွန်ခေါ်ကုန်းကလေးရဲ့ကြောက်တုံးကြီးတုံးဘေးကပ်ပြီးဝစိန်တော်ကိုကြည့်လိုက်ကြတယ်။ဝါနုဝါကိုင်းကလေးများကိုစားနေတဲ့ပြာအုပ်တအုပ်ဖြတ်တယ်။စုစုပေါင်းကောင်းရဲ40ခန်းရှိပြီးပြောင်မများနဲ့တားငယ်ပြောင်ပေါင်လေးများနဲ့အရွယ်ရောက်ပြီးပြောင်ကြီးအချို့ပဝင်ပါတယ်။ရုတ်တရက်ဝစိန်တော်တပ်ဖက်မှပြောင်ကြီးတကောင်ထွက်လာတာကိုတွေ့ရတယ်။ဝစိန်တော်တွင်တပ်ဖက်မှထွက်လာတဲ့ပြောင်ကြီးက အသက်ကြီးတဲ့ပြောင်ထီးဖြစ်တယ်။အရက်အမြင့်မြေမပခုံးအထိ၆ပေခန့်ရှိပြီးအလေးချိန်ပေါင်၂000နီးပါးရှိပါလိမ့်မယ်။ဥကြုံနှစ်ဖက်ကကြီးမားလာပြီ။ပါစာပုံတံတန်းဝိုင်းကအရင်မှာကျဲကျိုကဲ့သို့ခပ်ပြားပြားနဲ့အတော့များကလိုင်စင်နဲ့ပြစ်ခတ်ရန်ခွင့်ပြုချက်နဲ့အညီပြောင်ကြီးပင်ဖြစ်တယ်။ပခုံးမှာကြောရိုးအတိုင်းစက်သွားမြောင်ကြီးများကကြောပေါ်မှာပြေးပြက်စွာလျှောပြီးခါကိုမရောက်မီ ဝမ်ပိုင်အောက်သို့တက်ဆင်းသွားခြင်းနဲ့ကြီးမားတဲ့ဥကောင်ကြီးမားတဲ့ကိုချင်းဒုက္ခိုင်းတဲ့ခြေလက်တို့ကအင်အားချိန်မှခြင်းကိုဖော်ပြလျက်ရှိနေပါတယ်။အရှောင်းကအနှက်ရောင်ဖြဲပြီးခြေလက်လေးဘက်စလုံးမှာခြေအိတ်ဆွထားပြီးအလားအဖြူရအမွေများဖုံးထားတာကြောင့်ကျွဲဆိုင်များနဲ့အများကြီးကွာခြားလာပါတယ်။အဲဒီဝဇိန်တော်မှထွက်လာတဲ့ပြောင်ကြီးရဲ့ဥစုကလက်မ30ထက်ကျော်တယ်။ အိမ်တွင်းအလားချိန်ထားလိုတဲ့ပုံကူများအတန်တံပိုးကြီးကြီးပေးဝယ်ရမယ်။ဥကောင်းဥကျိုအမျိုးအစားဖြတ်တယ်။ကျွန်တော်တို့ကလေးအောင်မရှိလို့ပြောင်တို့ရဲ့ပြင်းထန်တဲ့ချွဲကြီးကြီးအနံကိုရှိုက်မိနေကြတယ်။ဒီပြောင်ကြီးကတင်းခွဲပြောင်ကြီးဒါမှမဟုတ်ပါကအုပ်စုခေါင်းဆောင်ကလိုက်ဝေးပြီးနှင်ထုတ်ထားတဲ့အတွက်ဘိုးလူရန်ထွက်လာခြင်းတားလင်းဖြစ်ပေတယ်။အဲ့ဒီအခိုင် ပြောင်အုပ်ထဲကအုပ်စုခေါင်းဆောင်ပြောင်ကြီးတကောင်ပြေးထွက်လာပါတယ်။သူနောက်မှာပြောင်ပေါက်နှကောင်ပါလာတယ်။အုပ်စုခေါင်းဆောင်ပြောင်ကြီးရဲ့နာမုတ်တန်ကလက်ခမုတ်တန်ပါမှာကျေလောင်လာတယ်။တခဏကြာတော့အုပ်စုခေါင်းဆောင်ပြောင်ကြီးကတင်းခွဲပြောင်ကြီးထံကိုတအားကုန်ပြေးသွားခဲ့တယ်။ဝစိန်တော်ဘက်မှာဘူလူရန်ထွက်လာတဲ့တင်းခွဲပြောင်ကြီးကဦးထိုက်တို့ကိုလက်လာကြီးဒုက္ခပေးခဲ့တဲ့ တတဝါကြီးဖြတ်ပေးတယ်။တခဏအကျွဲမှာပင်ဖောင်းဟူသောအတန်ကြီးကြားရကဝစိန်တော်မှထွက်လာတဲ့ပြန်အိုကြီးကဥခနဲ့အော်ကခေါင်းတစ်ချက်ရင်ရင်သွားတော့တယ်။အဲ့ဒီအချိန်မှာတတမလေးတုံညလေးထိတ်ဖူးချီမှာအမျိုးအစားဂျာမန်မော်စာအမဲပြဲတတမလေးတုံညကရိုင်းဖယ်ကြီးကင်ထားတဲ့မိုးဆိုးကြီးဥဖာဝေးကသူ့ရဲ့တဏ္ဍပြောင်ကို ချိန်ရွယ်လိုက်တယ်။ကျွန်တော်ကလည်းတတမလေးငါရှင့် ဝင်းချက်စတာရိုင်ဖယ်ကြီးပလာတယ်။ရန်အားကရေ900ရှိပြီးတက်ဆက်ကံမှာပေ900အထိတွန်းကန်အားရှိတဲ့အတွက်ပြောင်လို့အမဲကြီးပြင့်ရနဲ့ဥပရေနဲ့ညညပီးလဲဖြတ်တယ်။ပြောင်စင်းနာကောင်ကိုလိုင်စင်အရာပြစ်ခွင်ရထားတဲ့အတိုင်းအုပ်စုဘိုးလူနေချိန်မှာကျွန်ုပ်တို့အတွက်ပြစ်ခတ်ရန်အကောင်းဆုံးအချင်းအခါပင်ဖြတ်တယ်။ပြောင်အုပ်စုခေါင်းဆောင်နဲ့တင်းကွဲပြောင်ကြီးကအချင်းချင်းအပြင်းအထန် ဘိုလ်လူပွဲကျင်းပါနေကြပြီဖြစ်တယ်။ခွာလိုက်တိုက်လိုက်နဲ့အာချင်းပြိုင်ကြတယ်။မြေကဖုံတထောင်ထောင်ထသွားကချုံများပြပြသွားခဲ့တယ်။တအူးနဲ့တအူးနှာမုတ်တန်မန်သွင်းတန်များကဆူညမ်းလာတယ်။အဲ့ဒီအချိန်မှပဲမုံစိုးကြီးဦးဖာဝေကကျွန်တော်ကိုအချက်ပေးလိုက်တယ်။ရုတ်တရက်ထူးဆန်းတဲ့အတန်များပြောင်းအုပ်စုမှရေရုပ်တဲတဲထွက်ပေါ်လာတော့တယ်။ရုတ်တရက်ဖက်ကြီးပင်များအကာအကွယ်ယူပြီး ဝစိန်တော်တပ်ဖက်မှအဝါနဲ့အနက်စင်းတတဝါကြီးနှကောင်တို့ကပြောင်အုပ်အတွင်းမှပြောင်မနှကောင်အပေါ်လွာကနေခုံအုပ်လာလာကိုတွေ့ရတယ်။ပြောင်ပေါတို့ရဲ့တွန်တန်နဲ့ရုတ်တရက်အမဲကြီးများဖြတ်တဲ့ကြားကြီးနှကောင်စီကို တရှိန်ထိုးပြေးသွားကဦးဂျိုနဲ့ခတ်လိုက်ကြတယ်။ဒါပေမဲ့ပြောင်မတကောင်ကကြားကြီးရဲ့လက်ချက်မိသွားက လေကုတ်ကိုကြားကြီးကခဲမိပြီးဖြစ်တဲ့အတွက်တစ်ချက်ဟက်ကခုံထွက်သွားတယ်။ ပြောင်မကလေကုန်သားများကြာပါဇက်တဲပါသွားလို့သွေးတွေဝေါကန်းတဲ့အထွက်ကတုံတုံရင်ရင်ဖြစ်နေတယ်။ကြာကြီးနှက်ကအနံ့၊တကောင်မအမဖြစ်ကတကောင်ကအထီးဖြစ်ပြီးတောင်ပတ်ကြာကျွန်းပတ်ကြာများအရွေဖြစ်တယ်။ပြောင်များကအုံစုစိမ့်ပြင်းထန်တဲ့သတ္တဝါများဖြစ်လို့တခဏချင်းပင်ဝမ်းကြီးပပလဲပြုတ်ကကြားရံမှကာကွယ်ရန်ပြင်လိုက်ကြတယ်။အဲ့ဒီအခိုက် အုပ်စုခေါင်းဆောင်ပြောင်ကြီးနဲ့တင်ခွဲပြောင်ကြီးတို့ကအချင်းချင်းတိုက်ခိုက်နေခြင်းကိုရက်လိုက်ကကြားကြီးနှကောင်ကြီးကိုပြေးပြီးရင်ဆိုင်လိုက်ကြတယ်။ကြားကြီးနှကောင်ကပြောင်အုပ်စုထဲမှာအားနည်းတဲ့ပြောင်မများကိုတိုက်ခိုက်ရမှယခုအခါနောက်ဆုတ်သွားပြီ။ရုတ်တရက်တပတ်လှဲ့ပြီးတင်ခွဲပြောင်နဲ့အုပ်စုခေါင်းဆောင်ပြောင်ကြီးတို့အားတိုက်ခိုက်ရန်အတွက်ပြင်လိုက်တယ်။အဲ့ဒီအခါမှာအုပ်စုခေါင်းဆောင်ပြောင်ကြီးနဲ့တင်ခွဲပြောင်ကြီးတို့က ဖျင်ချင်းဆက်ပြီးပြောင်အုပ်စုကိုကာကွယ်ရန်အတွက်အသည့်ပြင်လိုက်ကြတယ်။ပြောင်ပေါကြီးများနဲ့ပြောင်မများကလည်းပြောင်ငယ်ကလေးများကိုအတွင်းမှချပြီးဖျင်ချင်းဆက်ကကြားပေးမှကာကွယ်ရန်ပြင်လိုက်ကြတယ်။ရုတ်တရက်တင်ခွဲပြောင်ကြီးပေါ်ကိုကြားကြီးတကောင်ကခုံးဝင်လာတယ်။တင်ခွဲပြောင်ကြီးကခေါင်းမော်လို့သူ့ရဲ့အိုးဂျိုနဲ့ခတ်ချလိုက်တယ်။ပြောင်အုပ်ခေါင်းဆောင်ပြောင်ကြီးကလည်းတပတ်လဲပြီးကြားကြီးကိုတအားကုန်ခတ်ပြတ်လိုက်တယ်။ ရုတ်တရက်ကြားကြီးကတောင်တပြေပင်ကြီးပဲကျသွားတယ်။တင်းခွဲပြောင်ကြီးကဝေါကနေပြေကခတ်လိုက်တယ်။ရုတ်တရက်တပြေပင်ကြီးတစ်ဖက်မှာကြားကြီးတကောင်ခုန်ထွက်လာကပြောင်ကြီးရဲ့နောက်ကျောကိုခုန်အုပ်လိုက်တယ်။ရုတ်တရက်တင်းခွဲပြောင်ကြီးကဥကောင်မော့ပြီးအဲ့ဒီကြားကြီးကိုခတ်လိုက်ရ။သူ့ရဲ့ဥဂျုံနဲ့တောင်တပြေပင်ကိုလုံးကိုခတ်မိပြီးဥဂျုံမှာဆိုင်ဝင်နေပြီးနှုတ်မရပဲတရှူရှူဖြစ်နေတယ်။အဲဒါကြောင့် ပြောင်ကြီးရဲ့ကြီးမားလာတဲ့လေပင်းကြီးကိုမော့ပြီးစင်ပေထားပြီးအလားရှိနေတယ်။တောင်တပြေပြင်ဆေးရဲမှကြားကြီးကဝေါင္ကန်တဲ့တချံမန်းသွင်းကပြောင်ရဲ့လေပင်းကိုခုံးပြီးဟပ်ပြလိုက်တယ်။တွေးရီဝေါကနေပန်းကကြလာပြီးပြောင်ကြီးကဝူကနေអော်လိုက်ပါတယ်။ရုတ်တရက်ပြောင်អုပ်ခေါင်းဆောင်ပြောင်ကြီးကပြေးလာတယ်။ရုတ်တရက်ကြံနေတဲ့ကြားကြီးကလမ်းမဖြတ်ပြီးတင်ခွဲပြောင်ကြီးရဲ့လက်ကုတ်ကို ခုံရွေဟက်ကကြိုက်ချလိုက်ပါတယ်။ရုတ်တရက်နာကျင်လာစွာအော်လိုက်တဲ့ပြအုပ်ကောင်းဆောင်ကြီးရဲ့အတန်ကပေါ်ထွက်လာပြန်တယ်။အဲ့ဒီအချိန်မှာတောင်တပြေပြင်ကြီးရဲ့ပင်စီလုံးမှာဥဂျိုဆိုင်ဝင်နေတဲ့တင်ခွဲပြောင်ကြီးကကြားကြီးပြုတ်သမျှခံနေရတယ်။ကြားကြီးကတစ်ချက်သေးနဲ့တပိတ်သားခံလဲပင်အသားကိုဝါမျိုးစားလိုက်တဲ့အပြင်နောက်ထပ်ဝါကနဲ့အသံပြူးပြီးလဲပင်သားကို အသွင်သွေးကြောကြီးပါကြိုက်ဆွဲလိုက်ခြင်းကြောင့်တင်းခွဲပြောင်ကြီးမှာတကူကူအတန်းမီးပြီး သွေးတွေပွက်ပွက်ထွက်ကအသက်ပြောင်ရချည်တယ်။ကြံတဲ့အုပ်စုခေါင်းဆောင်ပြောင်ကြီးကလည်းကြားကြီးတကောင်ရဲ့မလွတ်တမ်းဂုတ်ကြောကိုခဲနေမှုကြောင့်ဝစိမ့်တော်ကြားမှာရိမ့်ထိုးနေပြီးအဲ့ဒီအခိုက်ကျွန်ုပ်အားမိုးစိုးကြီးဥပါဝေကပြတ်တော်လိုအချက်ပေးလိုက်တယ်။ကျွန်ုပ်တို့ရဲ့ အမဲကြီးပြည့် rival ပြောင်းများသည်ပြောင်းများအစားကြာကြီးနှကောင်းစီကိုတပြိုင်နေညှို့လိုက်ကြကခလုတ်ကိုညှို့ချလိုက်တယ်တနတ်တနတ်ချက်ကဟိန်းထွက်သွားတယ်ကော်တိုင်ရန်နဲ့များထောင်ကနေချသွားတယ်ကျွန်ုပ်တို့တွေပြစ်လိုက်တယ်ကျွန်းပတ်ကြာကြီးအမနှကောင်းကပြောင်းကြီးနှကောင်းအနီးမှာလွှင့်စေကမြေပေါ်ကိုကြားပြီးအသက်ငယ်နေလေတယ်ကြာကြီးနှကောင်းစလုံးပင်လက်ပြင်ဥကောင်းထိကား စကံပိုင်းမှာပဲဇီဝင်ချုပ်သွားပြီးတော့တယ်ရင်းအချိန်မှာပဲပြောင်ပေါက်များခေါင်းဆောင်နဲ့ပြောင်မနဲ့ပြောင်ငယ်များကဝါတုံတော်ဘက်ကိုတဝုံဝုံထွက်ပြေးသွားကြပြီကျွန်ုပ်တို့ကတောင်ကုန်းထမဝစိန်တော်ဘက်ကို ခုံချသွားခဲ့တယ်ပြောင်ကြီးနှကောင်နဲ့ကြားကြီးနှကောင်ကိုရလိုက်ပြီပြောင်ပြင်းရလာတဲ့မုံဆိုးများအဖို့ကြားတွေကိုပါအစစ်ရလိုက်ပါတယ်မုံဆိုးကြီးဥဖာဝေကတပြေပြင်းကြီးမှာ ဥတော်ဆိုင်ကကြားကြီးရဲ့တန်းချက်နဲ့တေပွဲဝင်နေတဲ့ပြောင်သေးကြီးကိုလက်ညှိုးထိုးပြပေးတော်တော်ကန်ဆိုးတဲ့ကောင်ကြီးကွာကြားကိုမထီးပဲတပြေပင်ကိုမှခက်မိတယ်သူဦးကမပြတ်ပဲရတာတော်လာပြီကွာဒါဘောပါထင်စာရကန်ကျုံတော့မုံစိတ်ပြားဆွဲဆိုတာအခုတော့ပြောင်နေတယ်မကားဘူးကြားတွေပါရတော့ဒီနေ့မှ အလုတ်ကောင်းကောင်းဖြစ်သွားတာပဲပေါ့အဲ့လိုနဲ့ကျောက်ကပြောနေစင်မှာပဲ။ မိုးစိုးကြီးဥဖာဝေကကျွန်ုပ်အားလက်ညှိုးထောင်ပြလိုက်တယ်။မြ мян လို့ဟဲ့ငါတို့ဒီနေရာကမြ мян သွားမှဖြစ်မယ်။ကျွန်ုပ်ကဥဖာဝေပြောလိုက်တဲ့စကားကိုနားလည်လိုက်ပါတယ်။ရုတ်တရက်ခဝဝေတောင်စီတကြောမှာတုံးခေါတန်တန်ထွက်ပေါ်လာကြတယ်။အဲ့ဒီအတန်ကတော့အမဲကြီးတွေထပ်ဆိုးတဲ့တောင်ရိုးတပြားစခန်းမှာ အချက်ပေးတုံးခေါတန်တွေပြမဟုတ်ပါလား။အချက်ပေးတုံးခေါတန်ကတောင်တထောင်မှတထောင်စီကို လွင့်ပြန်ကတဖြည်းဖြည်းကျဲလာပါတယ်။ကျွန်တို့တို့ကအရေးကြီးတဲ့အမဲကြီးများရဲ့ဥကြုံနဲ့အရေးခေါ်များကို အရယူပြီးအချို့တော်ရဲမှာပဲလိုဝတ်ထားကဒီစင်သေးရုံးမှ ပြန်ရန်ပြင်ရပါတော့တယ်။ပြိသက်များရှင်အခုတင်ဆက်ပေးခဲ့တဲ့ဇလန်းလေးကတော့စာရေးဆရာမြဝစီရေးသားထားတဲ့ရိုးမမပြောင်းတိုက်ပွဲဇလန်းလေးကိုတင်ဆက်ပေးခဲ့တာပဲ ဖြစ်ပါတယ်ရှင်။နားစင်အားပေးခဲ့တဲ့ ပြည်သက်များအားလုံးအထူးဝဲကျေးဇူးတင်ပါတယ်ရှင်။